က်ရှိမိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ရဲ့စိတ်ထဲမှာအောင်မြင်ခြင်းစိတ်တွေကြီးမှန်းချက်တွေပြည့်တော်မယ်လို့စိတ်တွေခံစားနေရပါသလားဒီကြပါတယ်မကြခင်မှာမိတ်ဆွေတို့အနေနဲ့ကြီးမှန်းချက်မျှော်လင့်ချက်တွေဟာ dream to come to အိမ်မက်တွေမှန်တကယ်ဖြစ်လာမယ်ဒီကြတယ်မိတ်ဆွေတို့အနေနဲ့တကယ်ကိုအရှင်ပြေသွားမှဒီကြပါတယ်အခုလက်ရှိခါ ဟုတ်ကဲ့ပါခင်ဗျာเนาะဘေးကင်းပါလေဆိုတော့အောင်မြင်မှုတွေရည်ရွယ်မှုတွေရည်မှန်းချက်တွေကောင်းတဲ့ရည်မှန်းချက်ကိုသာခံမှန်းထားပါမကြခင်မှာအဲ့ဒီအိမ်မက်တွေဟာလက်ရှိဆက်ဆိုင်မြမြကြီးရောက်ရှိလာမယ်ဆိုတော့ကတ်မျိုးသို့မဟုတ်ရင်ရောက်ရှိနေပြီဆိုတော့ကတ်မျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မကြခင်မှာအဲရည်မှန်းချက်မျှော်လင့်ချက်တွေမပြည့်ဝသေးချိန်တည်ပြည့်ဝမယ်ကတ်မျိုးဖြစ်တယ်လက်ရှိကံဟာမိတ်ဆွေတို့အနေနဲ့အဲ လက်ရှိနေရာချိနေတဲ့အနေထားထတ်တော့နှိမ့်ကျသွားနိုင်စရာတနင်္လာသာသမီတွေမှာမပါဘူးနှိမ့်ကျသွားနိုင်စရာဆုံးရှုံးသွားနိုင်စရာမပါဘူးသို့တော့အဲတနင်္လာသာသမီမိတ်ဆွေတွေဟာအရန်ကြီးတော့ကိုကိုကိုပြန်ပြီးတော့သုံးသပ်ပါလက်ရှိအချိန်ဒီမှာအေးချမ်းမှုငြိမ်းချမ်းမှုတွေရှိနေတယ်ဆိုရင်အဲချွင်းရနေတဲ့ဟိုတိကျပို့ပြီးတော့အရန်ကြီးလော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 မဆုံးဖြတ်ပါနဲ့ အဲထို့တူပဲလက်ရှိနေရာကနေပြီးတော့ဆနလိုပေါ့ငါလုံရင်ကောင်းမလုံရင်ကောင်းလက်ရှိလည်းအဆင်မပြေဘူးအခက်အခဲကြီးကြုံနေတယ်ဆက်ပြီးတော့တိုးချက်ပြီးတော့လှုပ်ဆောင်ရင်ကောင်းမလားဆိုတော့မစိုးရိမ်နေတဲ့လက်ရှိရှိနေတဲ့အနေထားတဲ့နိုင်ကြသွားနိုင်စရာမရှိဘူးဆိုတော့ကာလာဖြစ်ပါတယ်ထို့အပြင်နလင်းလာသားမိတ်ဆွေတွေကမိတ်ဆွေတွေရဲ့စိတ်ထဲမှာလက်ရှိကာလာတိုင်းတာမှာမိသားစုနဲ့ငြင်းချမ်းခြင်းအေးချမ်းခြင်းနဲ့အဲ PO1 ပေါ့အလိုရှိနေသောကာလာ ဖြစ်တယ်ဆိုတဲ့ကံမျိုးကြနေရတဲ့အတွက်တော့ကောင်းမွန်သောကာလဖြစ်ပါတယ်။ထို့အပြင်မိသားစုကိစ္စအိမ်နွေးကိစ္စတွေမှာတုံးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေရှိလာရင်လက်ရှိကာလမှာငြိမ်းချမ်းမှအောင်အေးချမ်းအောင်စွမ်းဆောင်နိုင်သောလတုံးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေကိုညှိနှိုင်းတိုင်ပင်တင်သောလဖြစ်ပါတယ်ခင်ဗျာ။ဒီလေးလပိုင်းတွင်ဒီလေးလပိုင်းတွင်မှာဆိုရင်တနင်္လာသာသမီမိတ်ဆွေတွေနေနဲ့ ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်အသက်ရှူမဝတာမျိုးနှလုံးနဲ့ပတ်သက်ပြီးတော့အားနေတာမျိုးလေးတွေအသက်ဖိုက်တဲ့ဆနာလိုပေါ်ရင်းနေပါလေအသက်ရှူမဝတာမျိုးစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့တနေ့ကသာသမီးမိတ်ဆွေတွေအနေနဲ့နှလုံးအားနေတော့လာအသက်ရှူမဝတော့လာဖြစ်တတ်တဲ့အတွက်ဒီလိုအခြေခံရှိတဲ့မိတ်ဆွေများကိုတော့ဘေးယူဆိုင်တတိထားဆင်ညင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားပါရစေအရေးကြီးသော ခွဲစိတ်မှုလုပ်ငန်းတွေကိုဖြစ်နိုင်မလို့ဆောင်ပါနဲ့အလှပရေးရာတွေနဲ့ပတ်သက်ပြီးတော့ခွဲစိတ်ခြင်း ် operation ဝင်ရင်းနဲ့ဖြစ်နိုင်ရင်မလုပ်ပါနဲ့ပြင်လုံးကမှပြတ်တသောသဘောကိုစောင့်နေတဲ့တနင်္လာသားသမီးဆွေများကြုံရတတ်ပါတယ်။နိုင်ငံခြားခီးသွားနဲ့ပတ်သက်ပြီးတော့ကြံ့ကြာဟန်တာတတ်ပါတယ်။ရွှေဝင်လာမျိုးတွေဆိုလို့ရှိရင်မိဆွေတို့အနေနဲ့ရွှေဝင်လာတဲ့အခါမှာမိဆွေတို့အနေနဲ့မိသားစုအတွင်းမှာအဲဟိုဆနာလူလူတို့မဟုတ်ရွှေဝင်တတ်ပါတယ်။ထို့အပြင်ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့တကူခိုးခံရတာမျိုး ပျောက်တာမျိုးလေးတွေကြုံရတတ်တယ်လို့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးမောင်းနေတဲ့အခါမှာတတိထားဆင်နေပြီးဖို့နဲ့အလင်းအလင်းဆိုလို့လောလောမလုပ်ဘူးလိုအပ်ပါတယ်လူယုံ မလွယ်ပါနဲ့ဒီလာတာတို့တွေမှာဆိုလူယုံတတ်တတ်ပါတယ်အဲလူယုံမိမိအနေနဲ့ယုံကြည်စွာလွှဲပြောင်းထားသော လုပ်ငန်းတွေတပည့်လက်သားလူယုံနေနဲ့ပတ်သက်ပြီးတော့ကိုယ့်ကို အဲဆွနာလို့ပေါ့ကိုကယုံကြည်ရပြီဆိုတော့မှအဲ့ဒီသူကကိုကိုအလွယ်သုံးစားလောက်တာမျိုးကြုံရတတ်တဲ့အတွက်တော့ကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာအာမခံကိစ္စလေးဒီမှာမလုပ်ပါနဲ့အာမခံမရဲပါနဲ့လူယုံမလွယ်ပါနဲ့ဘာကိုဖြစ်ဖြစ်မိမိရဲ့အတွင်းရေးကိစ္စတွေကို ဖွင့်ပြီးတော့တိုင်မြင်တာကံရင်အားနေမှုကို ရရှိတတ်တော်လာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်ရင် မိတ်ဆွေတို့လည်းခင်ဗျာဒီလိုက်တာတော့ဒီမှာကိုကြောင်မဟုတ်ပဲသူတစ်ပါးကြောင်ကိုနေရာမှာလည်းနည်းနည်းကုံလိုက်ဒီနေရာမှာလည်းနည်းနည်းကုံလိုက်နေဘာရေတော့မဟုတ်ဘူးငွေကြီးနဲ့ပတ်တိုင်ငွေကအဲ ဟိုညံ့တာတော့ညံ့တဲ့အထက်မှာတော့မပါဘူးဒါပေမဲ့အရန်ကြီးအဖက်တင်နေလားဆိုမတင်နေဘူးဒီလိုမျိုးတွေကြုံရတတ်တယ်သာသမိကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးလေးတွေအဲနိုင်ငံခြားကိစ္စလေးတွေကြောင့်အလူတန်းကိစ္စလေးတွေကြောင့်ဘာသာရေးကိစ္စလေးတွေကြောင့်တော့ကိုယ်ကြောင့်မဟုတ်ပဲတပါးသူကြောင့်တော့ငွေကြီးနဲ့ပတ်တိုင်အဖက်မတင်တာမျိုးတွေကြုံရတတ်တယ်ထို့အတူပဲမိတ်ဆွေတို့အနေနဲ့မိမိတို့အနေနဲ့ အလူတန်းကိစ္စတွေဘာသာရေးကိစ္စတွေမှာကိုလှူနိုင်ရင်လှူလိုက်ပါမလှူနိုင်ရင်ဝေဖန်မနေပါနဲ့ဝေဖန်နေရင်ကံရဲ့အာနိုင်မှုကိုရရှိတတ်တဲ့အတွက်အုပ်ချုပ်သူတို့ဘာသာရေးတို့ အဲဆရာနာဆရာတို့ဟိုအလူတန်းကိစ္စအရိုအဲယုံကြည်တတ်ဝင်မှုကိစ္စတွေမှာကိုကမလူနိုင်ရင်အဖြစ်တင်ဝေဖန်နေတာမျိုးကကံရဲ့ညံ့မှုကိုရရှိတတ်တဲ့အတွက်သတိထားစင်နေပြီးပါပြီးတဲ့အခါမိတ်ဆွေတို့မီကူးတာမျိုးလေးတွေအိုးဆက်အိုးပြတ်တွေရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေစနေနံပစ္စည်းတွေဖြစ်တဲ့အရာလေးတွေကိုဒီအပတ်တာတော့တွေ့မှာဆိုရင်ပထမတစ်ပတ်မှာတော့မဝယ်နဲ့ပထမတစ်ပတ်မှာညံ့တယ်ဒါပြီးတော့၁၄ရက်ကျော်မှသာ အဲလက်စစ်ပစ္စည်းတွေအထည်လေးလုပ်ငန်းတွေဒါမျိုးတွေဝယ်မယ်ဆိုရင်ဖြစ်နိုင်လို့ရှိရင်ဝယ်ဖို့အကြံပေးပါတယ်ခင်ဗျာထို့အတူရဲ့အဲမိတ်ဆွေတို့အနေနဲ့အလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်လာရင်တင်းနှာသားသမီးမိတ်ဆွေတွေကဒီရဲ့လေးလာပိုင်းပြန်มาဆိုရင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုလုပ်ငန်းနဲ့ပတ်သက်ရင်အားနည်းပါတယ် အဲလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်ကိုကိုပိုင်လုပ်ငန်းလှုပ်ဆောင်ခြင်းနဲ့မိတ်ဆွေများအဖို့ဆိုရင်တော့တဦးတည်းတယောက်တည်းမလုပ်ပါနဲ့ဆက်တူလုပ်ငန်းတွေလုပ်တာမျိုးမိမိအိမ်နောက်ဘက်မိသားစုနဲ့အတွင်းကြကြတေချာတိုင်ပင်ပြီးလှုပ်ဆောင်တာမှအားသာကောင်းမွန်မယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့တော့အဲတဦးတည်းတယောက်တည်းလုပ်ငန်းတွေအားနေပါတယ်ယာထုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာထုတိုးဖို့ထက်လက်ရှိရှိနေတဲ့နေရာမှာတော့မြဲအောင်ကြိုးစားကမှအဲမြဲအောင်အတော်ကိုကြိုးစားရမယ့်ကာလဖြစ်တယ်လက်ရှိလုပ်ငန်းနဲ့ပတ်သက်ရင်မပြောတာမျိုးအလုပ်ထွက်ချင်တာမျိုး ိုအလုတ်ပြောင်းကျင်တာမျိုးတွေဖြစ်နေရင်တော့မှလက်ရှိမှာမဆုံးဖြတ်ပါနဲ့အလုံးမထွက်ပါနဲ့ဆုံးဖြတ်ချက်တွေကိုအလင်းစလုံးမချပါနဲ့မိတ်ဆွေရဲ့ကံကိုကလုပ်ငန်းကိစ္စတနင်္ဂနွေဂျိုအားနေနေတဲ့အတွက်ကြောင့်မလို့အလုတ်ပြောင်းခြင်းလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အားနေမှုတွေဂျုံရနိုင်တဲ့အတွက်တော့သတိထားစဉ်းကျင်ပေးဖို့လိုအပ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာရင်ကိုယ့်ကိုမနာလို့မုန်းထားပြီးတော့အဲကရုံးကြိုက်ဖြစ်နေတာမျိုးအထက်လူကြီးတွေရဲ့ဖိအားလေးတွေပေးနေတာမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေရတော့အသေး အကြပဲဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအရှိရင်းနဲ့ပတ်သက်လို့မေတ္တာရင်းနဲ့ပတ်သက်ရင်မိမိတို့နေနဲ့ချစ်သူရည်စားရရှိနိုင်ပါတယ်မိမိရှိသောမျက်နှာတော်သူကိုပြောဆိုဖွင့်ပြောလို့ကောင်းသောကာလဖြစ်ပြီးတော့အဲတမိရည်စားများနေနဲ့ငဘကအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်မိမိအရှိရင်းမှာမိမိရဲ့ချစ်သူတမိရည်စားကိစ္စလေးတွေမှာနှွေးထွေးမှုလေးတွေအားနည်းမှုလေးတွေကိုကိုကိုတိုင်းကပြုလုပ်ပေးရမယ်လာဖြစ်တာမျိုးမိမိကိုယ်တိုင်းကလည်းမိမိရဲ့ချစ်သူတမိရည်စားရဲ့ ဟုတ်လားဂယူးဆိုင်မှုတွေအဆက်အသွယ်ပြတ်နေတော့အဆက်အသွယ်ပြန်လဲရရှိတတ်တာမျိုးသူ့ရဲ့နော်ဟိုဆွနလိုပေါ့မေတ္တာကြီးတွေထူးဆန်းစွာရရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့အဲ အကောင်းဘက်ကိုဥတည်ပြီးလှုပ်ဆောင်တဲ့ကိစ္စတွေမှာအရှိရေးမှာကောင်းပါတယ်တတိထားစင်နေရပါမယ်အိမ်အောင်ပြုခြင်းစိတ်ဆက်ခြင်းလက်ထက်ခြင်းမှာတော့ဒီလက်တာတော့တွေ့မှာဆိုရင်တော့အတတ်နိုင်ဆုံးတတိထားပါအကြံအကြအခက်အခဲလေးတွေပုံပေါ်တာမျိုးတွေတစ်ခုမဟုတ်တစ်ခု လွဲချော်နေတတ်တဲ့အတွက်ကြောင့်မလို့တော့အိမ်အောင်ပြုဖို့တော့မကောင်းဘူးအရှိရေးမှာတော့ရှိလို့စားရလှုပ်ဆောင်ရင်ကောင်းတော့လာဖြစ်ပါတယ်အိမ်အောင်ရေးအိမ်အောင်ရေးနဲ့ပတ်သက်လာရင်တော့တနင်္လာသာသမီမိတ်ဆွေတွေဒီလက်တာတော့တွေ့မှာအိမ်အောင်ရေးအဆင်မပြေနိုင်စရာ ိမ်ဆောင်ရေးစင်မပြေနိုင်စရာနှစ်ချက်ပဲရှိတယ်။လုပ်ငန်းအလုံးနဲ့ပတ်သက်ပြီးတော့ဘာမှမညံ့မနေဘူးအိမ်ဆောင်ကြီးနဲ့ပတ်သက်လို့အစ်မပြေနိုင်ရင်နံပါတ်1မိမိအိမ်ဆောင်ဘက်အပေါ်မှာမိမိဟာလွှမ်းမိုးကျင်စိတ်များနေတာမျိုးမိမိအိမ်ဆောင်ဘက်ကိုမိမိရဲ့အိမ်ဆောင်ဘက်ကိုကိုကစိတ်တိုင်းမကြတာမျိုး စိတ်မရှိတာမျိုးစိတ်တမ်းမကြတာမျိုးအာဒီထပ်ပို့ပြီးတော့အဲကိုကပစ်တောက်တောက်လိုက်ဖြောမိနေတာမျိုးကိုကပို့ပြီးတော့ဝမ်အလိုရှိတယ်သူ့ကိုသူ့ကိုကြည်ရင်လည်းကိုကစိတ်တွေအားမရတာမျိုးဆရာဘယ်လိုပြောရမလဲဆရာလည်းမိန်းမမရဘူးလို့မပြောတတ်ဘူးအဲသူ့ကိုဒီလိုထက်လှုပ်စေချင်တာဒီလိုလှုပ်စေချင်တာဆိုပြီးဆရာကြီးလှုပ်မိနေတာကြောင်းအိမ်ရောင်ဘက်ကအစင်မပြီလို့ပြဿနာတက်ရတာနဲ့အဲမိမိတို့ရဲ့အိမ်အောင်ကြီးမှာဂျားလူ အတွင်းကိစ္စလေးဂျားလူပါလာတာမျိုးလေးတွေကြောင်းသားပြဿနာတက်တက်ပြီးတော့ကျန်တာဘာမှဆူဆူဝဝဘာမှမရှိပါဘူးအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ရရှိတတ်တယ်လို့နီးဖို့တော့အားနေသေးပါတယ်အဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တော့ကာလအပိုင်းခြားဖြစ်ပါတယ်အိမ်ောင်ကြီးအိမ်ောင်နဲ့ပတ်သက်ရဖြစ်စီအစမပြေမှုတွေတိတိကျကျများလာတာမျိုးနေရာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့များလာတာမျိုးကြီးအစမပြေမှုတွေဇက်တိုက်ကြုံနေဒီလက်ရှိကာလထဲမှာဆိုမကောင်းတဲ့အတိုက်အခိုက်တွေအတက် ညာတွေစုံပညာတွေတိုက်ခိုက်တတ်တဲ့အတွက်တတိထားစင်ကြီးပြီးဘူးလိုအပ်ပါတယ်တို့အပြင်အာအမခံကိစ္စတွေမလွယ်ပါနဲ့အမှုကိစ္စတွေမလွယ်ပါနဲ့အမွေကိစ္စတွေမလွယ်ပါနဲ့မကူညီပါနဲ့အာမမခံပါနဲ့တတိထားစင်ကြီးကလိုအပ်ပါတယ်ဒီလက်တာအတော်အတွင်းမှာဆိုရင်တနင်္လာသားသမီးမိတ်ဆွေတွေက ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်မေတ္တာရေးငြိမ်းချမ်းမှုအေးချမ်းမှုတွေကိုရှေ့တူဆောင်ရွက်လှုပ်ဆောင်ပါပညာရေးနဲ့ပတ်သက်လိုက်ကိုတင်ယူလေ့လာသလောက်တိုးတက်နိုင်တဲ့နိုင်ငံခြားခီးသွားနဲ့ပတ်သက်ရင်တစ်ခုမဟုတ်တစ်ခုနဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့သတိထားစဉ်းကျင်ပေးဖို့လိုအပ်ပါတယ်မိษွေဟောင်းတွေဆွေမျိုးသားချင်းအဟောင်းတွေဝေးကွာနေတော့မိษွေအပေါင်းအသင်းနဲ့ပတ်သက်လို့ပြန်လဲစုံစည်းရတတ်တယ်လုပ်ငန်းတူအလုပ်တူတွေရဲ့အပြန်ဆိုင်တိုက်ခိုက်တွေဒီကြောင့်သတိထားစဉ်းကျင်ရမယ်လားဖြစ်တယ်အရင်ဆက်ပစ္စည်းဝယ်လို့ရတယ်ထို့အတူမိษွေ ွေအဟောင်းအပေါင်းအဟောင်းတွေနဲ့ပတ်သက်ပြီးတော့မိသားစုရေးကိစ္စအိမ်တွေးရေးကိစ္စဒီလက္ခဏာတော်တွင်မှာဆိုရင်အမှုပညာလုပ်ငန်းလှုပ်ဆောင်နေတဲ့မိษွေများအဖို့ကတော့အမှုပညာလုပ်ငန်းနဲ့ပတ်သက်လာတဲ့လာရင်တတိထားစီရင်ရလိုအပ်သောလာဖြစ်ပါတယ်အထူးသဖြင့်ပတ်စံပစ္စည်းပျောက်တာမျိုးရွှေပစ္စည်းပျောက်တာမျိုးတွေဒီကြုံရတတ်တဲ့အတွက်တော့တတိထားစီရင်ပြီးဖို့ လိုအပ်ပါအကြောင်းဆရာကထားလောင်းပြောလိုက်ပြရစီခင်ဗျာဘာကိုဖြစ်ဖြစ်တနင်္လာသားသမီးမိတ်ဆွေတို့ဆရာကဒီလာတာတော့တွင်မှာအကျိုးပေးစီတော့အရာုံနေနဲ့ဆိုရင်တော့အစိမ်းရောင်အပြာရောင်အကျိုးပေးစီပါတယ်အကျိုးပေးစီတော့နေသားအနေနဲ့ဆိုရင်တနင်္လာတနင်္လာချင်းတွဲလောက်တာမျိုးတနင်္လာကြာစာပရိသတ်သမီးတွေကအကျိုးပေးကံကောင်းစီပါတယ်အကျိုးပေးကံကောင်းစီတော့အရက်ဟာတော့အရှိစူးစူးရက်ဖြစ်ပြီးစန်းတီရအရက်ကတော့မြောက်ရက်ဖြစ်ပါတယ် အဆက်ဆက်ရရအစင်ပြီစီရအကျိုးပီးကံကောင်းစီတော့ကဏန်းအနေနဲ့ဆိုရင်တော့ငါးကဏန်း၊နှစ်ကဏန်း၊လေးကဏန်းဟာမိတ်ဆွေတို့ရဲ့ခံကိုတိုးတက်ကောင်းမွန်စီပါတယ်အကျိုးပီးစီတော့အရာအနေနဲ့ဆိုရင်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကြလို့ရှိရင်မိတ်ဆွေတို့အဆက်ဆက်ရရအောင်မြင်အစင်ပြီစီရအတွက်ဂုံတော်ဟုတ်လားဂုံတော်ကိုးပါးကိုငါးခေါက်ကျွတ်သွားပြီးတော့လိုရာကိုဆောင်နှံ့ရင်အကျိုးပီးကံကောင်း စီတော်လာဖြစ်ပါတယ်ထို့အပြင်ဒီလာတာတော်တွေမှာမိတ်ဆွေတို့အနေနဲ့တတိထားရှင်နေရမှာတော့ဘာကိုလှုပ်လှုပ်စနေသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးတွေဗုဒ္ဓဘုရားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးဟာကံရဲ့အာနိုင်မှုကိုရရှိတတ်တယ်လို့စကားပြောဆိုနဲ့ပတ်သက်လို့ရှိရင်ကိုကစေတနာနဲ့ပြောတဲ့ကိစ္စတွေမှာဝေဒနာဖြစ်ရတာမျိုးလေးကြုံရတတ်တဲ့အတွက်တော့တတိထားရှင်နေပေးဖို့လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ အတွင်းရေးကိစ္စမိသားစုရေးကိစ္စတွေကိုဖြစ်နိုင်ရင်ဖွင့်မပြောပါနဲ့ဖွင့်ပြောကမှအားနည်းချက်တွေပေါ်လာရတတ်တော်လားဖြစ်တဲ့အတွက်တော့တတိကားစင်ရင်မင်းရလိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေအဆက်ဆက်ရအစဉ်ပြေစီရတို့ကမိတ်ဆွေတို့ရဲ့ ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုအမွေးနံသာစွဖြန်းပြီးတော့เนาะဟို on the be ခလေးနဲ့ရိုက်ပြီးရောင်းမှာကအယောင်းဝယ်တွက်ပါသွားပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ကန်စာတိုင်းညံ့နေလို့ရှိရင်လည်းမိတ်ဆွေများလည်းဆွမ်းနာအတိုင်းပါပဲအဲဆီယာ1389မှာဆီယာ ဟိုဥကောင်းစေခြင်းမင်္ဂလာပြုလုပ်ဖို့အတွက်ဒီတနှစ်မှာတေချာလေးစီစဉ်ပေးထားတဲ့အချိန်ကောအရက်ကောဘယ်မျက်နှာအောင်မှုပြီးဘာရွတ်ရမယ်ဆိုတာအစားဆရာတေချာကိုစီစဉ်ပေးထားတဲ့အတွက်ကြောင့်မလို့ကံကောင်းစီရန်အတွက်ဆိုရင်တော့ဒီလတာတော်တွင်မှာဆရာရဲ့1389အတွက်ကိုစောင့်ကြည့်ပါလို့ပဲဆရာဆက်လက်မဂ္ဂင်းစင်ညီမာလေးဂျေစုတင်ပါလေဒနင်္ဂသာသမီးမိတ်ဆွေအားလုံးအဆက်ဆက်အရာဘီးဘီယာမှန်သမျှဝေးကွာကြပါစီခမညအင်္ဂါသာသမီးတွေအတွက်ဆက်ဟောပေးခြင်းပါလေ ဆရာကိုအင်္ဂါတွေပိုင်းအမှတ်ပြီးပါအောင်။နည်းနည်းလိုအပ်ချက်ဟောစရန်ညီမကြံနေရင်လည်းတောင်းပန်ပါလေ။ဆရာစိတ်မပြောင်းလို့ပါခင်ဗျာ။